လင်ဘိုးမာယောဂအမျိုးအစား၂ရာကျော်ရှိပြီးအထင်ရှားဆုံးကတော့ဟော့ကင်လင်ဘိုးမာနဲ့ဟော့ကင်မဟုတ်တဲ့လင်ဘိုးမာဆိုတဲ့အရာတွေကိုခွဲခြားပြောဆိုကြပါတယ်။ဒီခွဲခြားမှုကိုလင်ဘိုးမာဆဲအပြင်ပုံမှာရှိတဲ့ပရိုတိန်းအမှတ်အသားတွေကိုအခြေခံပြီးဆုံးဖြတ်ပါတယ်။ဗစ်တိုမဟုတ်နမျိုးလုံးစတချီမစ်စထရီလို့ခေါ်တဲ့စမ်းသပ်မှုကိုအခြေခံပြီးဟော့ကင်နဲ့ဟော့ကင်မဟုတ်တဲ့လင်ဘိုးမာကိုခွဲခြားပါတယ်။ ဒါကလည်းကုသမှုဆိုင်ရာအကျိုးသက်ရောက်မှုကြောင့်အရေးကြီးပါတယ်။ဟော့ကင်လင်ဖိုးမအများစုကိုအနေငယ်သောတက်ကင်ဆေးသို့မဟုတ်အာယုန်ခံကုထုံးနဲ့ထိရောက်စွာကုသနိုင်ပါတယ်။ဒါပေမဲ့ဟော့ကင်မဟုတ်တဲ့လင်ဖိုးမတွေကိုပြောရင်တော့ကုသမှုရဲ့အခြေခံအရင်းမြစ်ကတက်ကင်ဆေးအမျိုးမျိုးနဲ့အတူပြတ်မှတ်ထားတဲ့ကုထုံးဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။